နှစ်ဟောင်းကုံလို့နှစ်တဲ့တို့ကူပြောင်းတဲ့အခါသာမရမှာကဘာသူကဘာသားတတဝါအလုံးဘေးရန်ခတ်သိမ်းကင်းငင်း၍စက်တရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်တရုတ်ပြည်မှာနေထိုင်တဲ့ဆရာမဒေါ်လင်းလက်လက်အောင်ခေါ်ဒေါ်နန်းဝေဝေအောင်နဲ့ပါရမီရှင်များအဖွဲ့ကနှစ်သက်မှာတရားအတူတပုတ်လောက်ချင်းမြင့်ပေးပါလို့လျှောက်ထားကြပါတယ် ကာလောကတတိဘူတာနိအချိန်ကာလကတတဝါတွေကိုစားတော့ဖြစ်တယ်တဲ့။နေဟောင်းကုံလို့နှစ်တဲ့တို့ကူပြောင်းတယ်ဆိုတာဟာတတဝါတွေရဲ့နေရမိတတန်းတွေထဲကတစ်နှစ်ကိုအချိန်ကာလကစားတော့ပြစ်လိုက်တာဖြစ်တဲ့အတွက်နေဟောင်းကုံလို့နှစ်တဲ့တို့ကူပြောင်းပြီဆိုရင်ပေဖို့တစ်နှစ်ပြီးသွားပါပြီ။ဒါကြောင့်နေဟောင်းကုံလို့နှစ်တဲ့တို့ကူပြောင်းတဲ့အခါမှာဘယ်လိုနှလုံးသွင်းစင်ကြင်ရမလဲ။ ပင်ကံမန္တာဝရောဟုတ်တာဇိနာမရဏတန်တိကဇီဝိတုံနာကတိရတ္တဘင်္ဂောနတာတိနေတိနေမဟောင်းကုံလို့နှစ်တက်တို့ဥပြောင်းလာခဲ့လေပြီအပတ်အားဖြင့်လည်းကြီး၍လာခဲ့လေပြီ အရွယ်ရွရွင်းအုံမင်း၍လာခဲ့လေပြီတေချင်းဘတ်တို့လည်းမိကက်၍လာခဲ့လေပြီသောအခါကာလ၌အသက်ရှည်ဖို့ရာတူ၍လာခဲ့လေပြီ။ နေတိုင်းနေတိုင်းပြက်ချင်းဘက်သို့ဥတည်၍လာခဲ့လေပြီလို့နှလုံးသွင်းဆင်ခြင်ပါတဲ့ဤကဲ့သို့မမြဲခြင်းသဘောတရားကိုနှစ်ကိုယ်တိုင်းမှာနှလုံးသွင်းဆင်ခြင်မယ်ဆိုရင်ဘာကောင်းကျိုးတွေရလာနိုင်ပါသလဲမလို့ရသေးတဲ့ကုသိုလ်တွေလှုပ်ဖြစ်လာမယ်လှုပ်နေစေကုသိုလ်တွေကို တိုး၍လှုပ်ဖြစ်လာမယ်လုံးနေတဲ့အကုသိုလ်တွေလည်းရပ်တန့်သွားမယ်မလို့ရသေးတဲ့အကုသိုလ်တွေကိုလည်းမလို့ဖြစ်အောင်စောင့်ကြည့်လာမယ် ဒါဟာမမြဲခြင်းသဘောတရားကိုစင်ကျင်ခြင်းကြောင့်ရရှိလာမိကောင်းကျိုးတွေပဲဖြစ်ပါတယ်။ဒါကြောင့်တစ်နှစ်ကုန်လို့တစ်နှစ်တို့ကူပြောင်းသွားတယ်ဆိုတာဟာတေဖို့တစ်နှစ်နှီးသွားတာ ဖြစ်တဲ့အတွက်နှစ်ဟောင်းကုန်လို့နှစ်တစ်တို့ကူပြောင်းတဲ့အခါတိုင်းမှာဤမမြဲခြင်းသဘောတရားကိုတန်ဝေကညံဖြစ်အောင်နှလုံးသွင်းစင်ကျင်ပါလို့နှစ်တစ်ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။ဆရာမဒေါ်လင်းလက်လက်အောင်ခေါ်ဒေါ်နန်းဝေဝေအောင်နဲ့ပါရမီရှင်များအဖွဲ့သည် မမြဲခြင်းသဘောတရားကိုနှလုံးသွင်းစင်ကြယ်နိုင်ကြပြီးပူနာသည့်ဒုက္ခအပေါင်းတို့မှတင်ဝေးရာအမှန်ဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။